20နီးပါးကြာမြင့်လာတဲ့မြန်မာနိုင်ငံပြည်ရင်းစေရဲ့ပင်မကျော်ယူနိုင်ငံရေးအယူဝါဒပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ်ချန်နယ်မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် အနည်း80နီးပါးကြာမြင့်လာပြီဖြစ်တဲ့မြန်မာပြည်ရင်းစကူမောင်းနေနေတဲ့နိုင်ငံရေးအယူဝါဒဟာတမိုင်းတစ်ချောင်းမှာအမြဲတမ်းပြောင်းလဲနေခဲ့တဲ့စီးစင်းနေသောမြေရင်နဲ့တူရယ်လို့မြင်မိပါတယ်။မူလအစကလက်ဝဲကွန်မြူနီနဲ့ဗဟုအစိုးရရဲ့ပြိပခါဖြစ်ခဲ့ပေမဲ့ယနေ့ခင်မှာတော့ပုံမှုရှုပ်ထွေးပြီးတော့ကြကြတဲ့အယူဝါဒတွေကြားအပြိုင်မှုဖြစ်လာနေပါတယ်။မြန်မာနိုင်ငံရဲ့ပြည်ရင်းစစ်ကာလဟာလွတ်လပ်ရေးရတဲ့တပ်တန်းနဲ့ထတ်တူနေပါလောက်ရှေ့ကျလာခဲ့ပြီးဖြစ်ပါတယ်။ နှစ်ပေါင်းတရာကျော်ကြာကိုလိုနီဖြစ်အုပ်ချုပ်ခဲ့တဲ့ဗြိတိရှ်အင်ပါယာရဲ့ဝင်ကြီးချုပ်ဖြစ်ခဲ့တဲ့သူဝင်းစတန်ချာချီကမြန်မာနိုင်ငံလွတ်လပ်ရေးရာရဲ့ပြည်ရင်းစစ်ဖြစ်လိမ့်မယ်လို့နမိတ်ဖတ်ခဲ့တယ်လို့လည်းတမိုင်းနဲ့ဆိုင်တဲ့စာအုပ်စာတန်းတချို့မှာဖတ်ခဲ့ရပူပါတယ်။ဝင်းစတန်ချာချီအနေနဲ့မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးအလွန်အနာဂတ်ကိုပြည်ရင်းစစ်တဲ့သက်ဆင်မယ်လို့ဘလို့အချက်လက်ပေါ်အခြေပြုပြီးကြိုးဆိုတယ်လေတော့တိတိကျကျမသိနိုင်မိမယ်။မြန်မာတမိုင်းလက်ဝဲအယူဝါဒကိုင်းဆွဲတဲ့နိုင်ငံရေးအင်အားစုတွေရဲ့အနေအထားလူမျိုးစုအများပြားနေထိုင်ကြတဲ့နိုင်ငံ ကိုလိုနီဖြစ်အုပ်ချုပ်ခဲ့တဲ့ဗြိတိရှအစိုးရတပ်တွေမှအမှုထမ်းခဲ့ကြတဲ့လူမျိုးစုအချို့ရဲ့အနေအထားနဲ့ဗြိတိရှတို့ရဲ့ဆက်ဆံရေးစားရဲချက်လက်တွေအခြေပြုပြီးဖြစ်နိုင်ခြေရှိအချက်ကိုဟောကင်းထုတ်ခဲ့တာမျိုးလည်းဖြစ်ကောင်းချက်နိုင်ပါတယ်1985ခုနှစ်မှာဗြိတိရှားတွေအထက်မြန်မာနိုင်ငံကိုသိမ်းပြီးတဲ့နောက်မှာမြန်မာနိုင်ငံတွင်ပုံကံမှုတွေကိုဆဲဆုနစ်နဲ့ချီကြရင်ဆိုင်ကြရတဲ့တမိုင်းနောက်ခံကြောင့်လည်းမြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်တယ်ရာချီကိုမှန်းဆကြည့်ကြတာလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။လူလက်ရေးရာပြီးကစားမြန်မာနိုင်ငံကစမဟာ ခင်တန်ထွန်းဦးဆောင်နဲ့ဗမာကွန်မြူနတီပါတီစောပါဦးကြီးဦးဆောင်နဲ့ကရင်အမျိုးသားအစည်းအရုံးဗမာတမတော်ပြင်ဆင်ဖွဲ့စည်းပြီးတဲ့နောက်အရန်အင်အားစုတပွဲဖွဲ့စည်းခဲ့တဲ့ပြည်သူ့ရဲဘော်အဖွဲ့နဲ့အခြားသောတိုင်းရင်းသားလူမျိုးစုအဖွဲ့တွေဖဆပလာခေပြည်ရင်းစံမှာပါဝင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်ဒီနေရာမှာချင်းကပ်သုံးသက်ကြီးရဲ့ရှူတော်ကပြည်ရင်းစမှာပံဝေးတိုက်ခိုက်ကြတဲ့လက်နက်ကင်တပ်ဖွဲ့တွေရဲ့နိုင်ငံရေးအယူဝါဒဖြစ်ပါတယ် ဖာစာပလာဖွဲ့ချုပ်ကိုအခြေပြုထားတဲ့တခင်နုဦးဆောင်တဲ့အစိုးရဖွဲ့ကကိုလိုနီစန့်ကျင်ရေးအယူဆရှိသည့်အတိုင်းလက်ဝဲအယူဝါဒကိုကင်ဆယ်ရတယ်လို့မဆိုနိုင်ပေအမျိုးသားဒနာရှင်တွေကိုကိုးစားပြုတဲ့ပါလီမန်ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်တာဖြစ်ပါတယ်။အဲဒီအချိန်ကဆိုရှယ်လစ်ဝါဒကိုလက်ခံတယ်လို့ဆိုရဲပြည်သူ့အရေးတော်ပုံပါတီဝင်တချို့ကဖာစာပလာကမြန်မာတပ်မတော်ရဲ့ဦးဆောင်နေရာမှာပါဝင်ကြပေမဲ့ဒုတိယကမ္ဘာစစ်ပြီးရဲ့နောက်ရေပန်းစားလာတဲ့လက်ဝဲဝါဒကိုလက်ခံတဲ့အနေထားတော့မဟုတ်ကြပါဘူး။ ဂျပန်မှာလက်နက်ကင်စန့်ကျင်တိုက်ခိုက်နေတဲ့ပမာပြည်ကွန်မြူနတီပါတီခေါင်းဆောင်တချို့နဲ့လူပုဂ္ဂိုလ်ချင်းဤဆက်ဆံရေးနဲ့ဖဆပလာတွေကတချို့သောခေါင်းဆောင်တွေတမှုတွေကလက်ဝဲညီညွတ်ရေးရှိမှန်းချက်မျိုးရှိပေမဲ့လက်တွေမှာပြည်ရင်းစစ်ကိုမရှောင်လွှဲနိုင်ခဲ့ကြမြန်ဆဲနိုင်ခဲ့ကြတဲ့အနေအထားဖြစ်ပါတယ်။1962ခုနှစ်မှာဖဆပလာကနေနှစ်ဖွဲ့ကွဲသွားခဲ့တဲ့တခင်သူတခင်တင်ဦးဆောင်တဲ့ပါထစာအစိုးရကိုအနာသိမ့်ပြီးတက်လာတဲ့ကာကွယ်ရေးဦးစီးစိုးဘိုးချုပ်နေဝင်ကထိုစဉ်ကကမ္ဘာမှာရေပန်းစားနေတဲ့ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးမယ်။ ။ဒါပေမဲ့မြန်မာပြည်မြန်မာဟန်ဆိုရှယ်လစ်စနစ်ဆိုတာကိုကင်ဆယ်ခဲ့ပါတယ်။မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီလို့ဆိုပေမဲ့လက်တွေ့အရတော့တနာရှင်တွေမလိုလားတလို့ဆိုရှယ်လစ်ကွန်မြူနတီကိုလည်းမလိုလားတဲ့အာနာသိမ်းထားတဲ့စစ်တပ်တွေရဲ့အပြိုင်မှာအသွေးပြောင်းကြတာပဲဖြစ်ပါတယ်။1988မှာအာနာသိမ်းတဲ့စစ်တပ်ဟာသူ့အရှင်ပူနေဝင်ရဲ့ဆိုရှယ်လစ်အမြေခံတနာရှင်တွေကိုနှိတ်ကွတဲစီးပွားရေးကနေဈေးကွက်စီးပွားရေးစနစ်ကိုပြောင်းလဲကျင့်သုံးခဲ့ပြီးနိုင်ငံရေးအရတော့ပဟိုချုပ်ကင်မှုအားကြီးတဲ့စစ်အာဏာရှင်စနစ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ 2021ခုနှစ်ကနေ2021 February ဆန္နာသိမ့်မှု ကာလရီအခြားမှာတော့ငင်းချမ်းရေးဆွေးနွေးမှုတွေငင်းချမ်းရေးညီလာခံစရဲတွေ့ဆုံဆွေးနွေးမှုပေါင်းများများစွာလှုပ်ဆောင်ခဲ့ကြသလိုတည်နေအစ်စ်တည်တော်စုအစဉ်သဘောတူညီမှုတွေကိုလည်းအဖွဲ့အတော်များများကသဘောတူလက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့ဆင်ဟာနာသိမ်းမှုနောက်ပိုင်းပြည်တွင်းစစ်မီးအရှိန်အဟုန်နဲ့ပြန်လည်တောက်လောင်လာခြင်းမှာအဓိကအင်အားစုတွေက အမျိုးသားရေးလူမျိုးရေးဟီမန်ချက်နဲ့အမျိုးသားရေးဝါဒကိုကင်ဆယ်ကြတဲ့လက်နက်ကန်ဖွဲ့တွေဖြစ်လာပါတယ်။2020ခုနှစ်ရေကောက်ပွဲမှာအပြတ်သက်အနိုင်ရခဲ့တဲ့ NLD ပါတီကအများပြပါဝင်ပြီးဖွဲ့စည်းတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလက်ရှိနှွေဦးတော်လှန်ရေးနိုင်ငံရေးဗဟိုချုပ်မှရှိပြီးနိုင်ငံရေးအယူဝါဒအဖြစ်စီကွက်စီဝိုင်းစ်နဲ့ liberal စံနှုန်းနဲ့တိုင်းရင်းသားရေးမှာ federal စနစ်ကိုကင်ဆယ်ထားတာဖြစ်ပါတယ်။တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့ရင်းအနေနဲ့အမျိုးသားလွတ်မြောက်ရေးရှိမှန်းချက်ကိုကင်ဆယ်ကြခြင်းကတသနာမဟုတ်ပေမဲ့လည်းအမျိုးသားရေးဝါဒကိုကင်ဆယ်ကြရမှာဘလို့ရှုထောင့်ကလည်းဘလို့အတိုင်းစားနဲ့ခံယူကျင့်သုံးကြတယ်လဲဆိုတာကအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။တိုင်းရင်းသားလူမျိုးစုတွေအချင်းချင်းကြား နေမည်ဥထုတ်ခင်းနဲ့နိုင်ငံရေးလွတ်လပ်ခွင့်အတိုင်းအဆမတူညီမှုမယုံသင်္ကန်းမှုလူမျိုးရေးပရိပခအစရာတွေကတစ်ဖက်မှာဆက်အနာရှင်ကိုရင်ဆိုင်နေပေါ်ပေါက်လာနိုင်တာလည်းဖြစ်ပါတယ် ဒီချင်းတွေကຫນွေဦးတော်လည်းဆရာနာရှင်စံကျင်ရဲ့လက်နက်ကန်တိုက်ပွဲကိုနှောင့်နေစီနောက်ပြန်ရောက်စီနိုင်တဲ့တော့ချက်တွေလည်းဖြစ်ကောင်းဖြစ်နေနိုင်တာသတိပြုကြရမှာဖြစ်ပါတယ်။အနည်း80နီးပါးကြာမြင့်လာပြီဖြစ်တဲ့မြန်မာပြည်ရင်းစစ်ကိုမောင်းနေနေတဲ့နိုင်ငံရေးအယူဝါဒဟာတမိုင်းတခြားမှာအမြဲတမ်းပြောင်းလဲနေခဲ့တဲ့စစ်စစ်နေသောမြေရင်တွေတူရဲလို့မြင်မိပါတယ်။မူလာစာကလက်ဝဲကွန်မြူနီနဲ့ပဟုအစိုးရရဲ့ပြိပခဖြစ်ခဲ့ပြီးမြန်နေခင်မှာတော့ပုံမှန်ရှုပ်ထွေးပြီးတော့ကြကြတဲ့အယူဝါဒလေးခုကြောင့်အားပြိုင်မှုဖြစ်လာနေပါတယ်။ နံပါတ်၁ဘဟုချုပ်ကံမှုအယူဝါဒနှင့်စစ်တပ်ပြည်ရင်းစစ်ရဲ့အရှိကြဆုံးအခိုင်မာဆုံးသောအယူဝါဒကတော့ဘဟုချုပ်ကံမှုအပေါ်ခိုင်ခိုင်မာမာဆွဲကင်ထားတဲ့ဆရာနာရှင်စနစ်ပဲဖြစ်ပါတယ်စစ်တပ်ဟာအမေရိကန်ဆိုရှယ်လေးဖြစ်စေဈေးကွက်စနစ်ကိုကျင့်သုံးသည်ဖြစ်စေ၎င်းတို့ရဲ့နိုင်ငံရေးရှိမှန်းချက်ဟာပြည်ထောင်စုတစ်ခုလုံးကိုဘဟုမှထိန်းချုပ်ပြီးလုံခြုံရေးအယူဝါဒနဲ့စီမံခန့်ခွဲလိုတဲ့အယူအဆအတွေလုံးဝမပြောင်းလဲပါဘူးဒီလိုပြောင်းလဲဖို့စံနာမရှိခြင်းကပဲပြည်ရင်းဆက်ကိုယနေ့ထိတိုင်းအဆုံးသတ်လို့မရတဲ့ပင်မတော်ချက်ဖြစ်နေပါတယ် နံပါတ်၂ Federal Democracy အယူဝါဒ၏ပေါင်းစည်းမှုနယူတလန်ရဲ့အကြီးမားဆုံးသောအမြင်မှုတစ်ခုကတော့လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာကအားနေခဲ့တဲ့ liberal democracy ကို federal စနစ်ဆိုတဲ့အယူဝါဒနဲ့အမြင်စွာပေါင်းစပ်လိုက်နိုင်ခြင်းပဲဖြစ်ပါရဲ့။ NUG ရဲ့ federal democracy အယူဝါဒဟာဗဟိုချုပ်ကိုင်မှုစံချိန်အတွက်အထူးကလိုအပ်ချက်ဖြစ်တဲ့လူမျိုးစုအခွင့်အရေးကိုတရားဝင်အသိအမှတ်ပြုလိုက်တာပဲဖြစ်ပါရဲ့။ ၎င်းဟာရေရှည်ငင်းချမ်းအတွက်ရခင်ဖဆပ်ပလခင်နဲ့စစ်အစိုးရရိပေးနိုင်ခဲ့ခြင်းမရှိတဲ့နိုင်ငံရေးကတိကဝတ်တွေကိုတိစောက်ပေးလိုက်တာလို့မြင်ပါတယ်။နံပါတ်3အမျိုးသားရဲ့အယူဝါဒဤစိန်ခေါ်မှုများတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့အမျိုးသားလူမျိုးရေးယူမှန်းချက်ဟာပြဿနာမဟုတ်ပေမဲ့ဒီအယူဝါဒကိုကိုင်ဆရာမှာဖြစ်ပေါ်လာနိုင်တဲ့စိန်ခေါ်မှုတွေကိုအလေးထားသုံးသပ်သွားပါတယ်။ အတိတ်ကဖာစာပလာခင်နဲ့ပိုကျုံနေဝင်ခဲ့ဗဟုအစိုးရရဲ့ဗမာဗဟုပြုဝါဒကြောင့် EAO ရဲ့အများစုဟာ NUG ရဲ့ Federal ကတိကဝတ်ကိုပင်တန်ပြရှိစေဖြစ်ပါတယ်။ဒီတန်ပြခင်အောင်တိစနိုင်မှုဟာအလွန်ခက်ခဲနေတဲ့စိန်ခေါ်မှုပါ။အရေးကြီးဆုံးချက်ကတော့ EAO ရဲ့အချင်းချင်းကြားမှာကိုယ်ပိုင်ပြဋ္ဌာန်းခွင့် confederation ကိုကင်ဆယ်ကြတဲ့အခါနေမြေပိုင်ဆိုင်မှုတရားစတာခွေဝဲမှုစတာရီနဲ့ပတ်သက်ပြီးနိုင်ငံရေးလွတ်လပ်ခွင့်အတိုင်းအစာမတူညီမှုတွေပေါ်လာနိုင်ပါတယ် ဒီကွယ်လွန်မှုတွေဟာလက်ရှိဆက်အာဏာရှင်ကိုရင်ဆိုင်နေရခြင်းမှာပင်အချင်းချင်းပြည်ပခါရီဖြစ်ကိုပြောင်းလဲသွားနိုင်တာဟာຫນွေဦးတော်လိုင်းရဲ့အကြီးမားဆုံးသောချင်းချောက်မှုလို့မြင်ရပါတယ်မြန်မာပြည်ရင်းစေးရဲ့အထက်အတော်ကြာဟာလက်နက်နဲ့စစ်ရေးအောင်မြင်မှုသားမကဗဟိုချုပ်ကိုင်မှုဆိုတဲ့အယူဝါဒကို Federal Democracy အယူဝါဒနဲ့အပိသက်အစားထိုးနိုင်မလားဆိုတဲ့နိုင်ငံရေးစိန်ခေါ်မှုပဲဖြစ်ပါတယ် ဒီလိုအစားထိုးနိုင်မှုအတွက်တော်လိုင်းအင်အားစုအလုံးဟာသူတို့ရဲ့အမျိုးသားရေးအယူဝါဒတွေကိုပုံမကျပြန်တဲ့ Federal ပြည်ထောင်စုရဲ့အကျိုးစီးပွားနဲ့ဘလို့တဟဇတာဖျားပေါ့ဆံမလဲဆိုတာဟာရှေ့ဆက်ရမယ့်အရေးကြီးဆုံးခြေလှမ်းပဲဖြစ်ပါရဲ့ရှင်။အခုတင်ပြချက်ပေါ်မှာမိတ်ဆွေတို့ရဲ့တုံ့တက်ချက်နာကိုလည်း comment ကနေတဆင်းမျှဝေပေးခဲ့ပါအောင်နော်။အခုလိုစိတ်ဝင်စားစရာကောင်းမဲ့ကမ္ဘာကြီးမြမရေးတင်နာစာကိုနားဆင်လို့တင်ခစ် channel ကို like and subscribe လေးလုပ်ပြီးဒေနာ notification လေးကိုလည်းနှိပ်ထားပေးဖို့တော်မမေ့ပါနဲ့နော်။ 继续对俺阿龙培养客厅，更新在瓦山上。